NGO project တွေမှာလုံလုံချင်နဲ့စိတ်ဝင်စားတယ်ဒီကုမလေးတွေများပြားတွေ့ရှိရပါတယ်။ဒါဆိုရင် NGO ရဲ့ဘယ်အပိုင်းမှာလုံလုံချင်တာလဲ။ NGO မသက်ဆိုင်ရာမတူညီတဲ့ team အဖွဲ့တွေရှိပါတယ်။ဆိုတော့သင်ကဘယ် team မှာလုံလုံချင်တာဖြစ်မလဲ။ပထမတစ်ခုက program team ဖြစ်ပါတယ်။ program team ဆိုတာကတော့သက်ဆိုင်ရာ project တွေရဲ့လုံဆောင်ချက်တွေကိုသတ်မှတ်ထားတဲ့ချိန်ပြမှာပြီးမြောက်အောင်လိုချင်တဲ့ target တွေရအောင်ဆောင်ရွက်ပေးရတဲ့ team ဖြစ်ပါတယ်။ဒုတိယအဖွဲ့ကတော့ finance team ဖြစ်ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲရတဲ့အဖွဲ့ဖြစ်ပါတယ်။နောက်ဖွဲ့ကတော့အရှာလူခေါ်ပါတယ်ဝန်ထမ်းပိုင်းဆိုင်ရာဝန်ထမ်းခန့်အတိုင်းကိုဆိုင်ပေးရတဲ့ဖွဲ့ဖြစ်ပါတယ်။နောက်ဖွဲ့တစ်ဖွဲ့ကတော့ field operation team လို့ခေါ်ပါတယ်။ပြည်သူလူထုနဲ့တိုက်ရိုက်တိတွေ့ဆက်ဆံရတဲ့ဖွဲ့ဖြစ်ပြီးတော့လူရှင်တွေရဲ့လူထမ်းနဲ့ဈေးဝါးတွေတက်ဆိုင်ရာထောက်ပံ့ပစ္စည်းတွေကိုအစဉ်အဆက်စနစ်တကျရောက်ရှိအောင်စံပေးရဖွဲ့ဖြစ်ပါတယ်။ နောက်တစ်ဖက်ကတော့ MNE team လို့ခေါ်ပါတယ်။သက်ဆိုင်ရာလုပ်ငန်းရှင်တွေရဲ့အောင်မြင်မှုရှိမရှိကိုတိုင်းတက်နိုင်မှုအတွက်သက်ဆိုင်ရာ data တွေကိုစုစည်းပြီးတော့အမြဲတမ်း monitoring လုပ်နေရဖွဲ့ဖြစ်ပါတယ်။နောက်ထပ်ကတော့ procurement logistic team ဖြစ်ပါတယ်။ဒီဖက်ကတော့သက်ဆိုင်ရာစေဝါနဲ့ပစ္စည်းတွေရဲ့တူလောင်ထားရှိမှုဝင်ထွက်စာရင်းတွေကိုစစ်ဆေးသိရှိရတဲ့အဖွဲ့ဖြစ်ပါတယ်။နောက်ထပ်ကတော့ဖွဲ့စည်းရေးရေးစားနဲ့တက်မှတ်ချက်ပေါ်မူတည်ပြီး admin team နဲ့ grants and contract team တွေ message chain ni shi bari ye so wa tinga ngo project ma lu ko sei wen sa ni so shi ye be ko ma lu chan a chin me ko ma ma shi de ni ya bari